ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်မှာအချမ်းမဆက်တက်ကမောက်ကလေးရွာကကြီးသူအယောက်40ခန်းကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးပြီးတော့စစ်ကြောထိုးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဗ ెంబ ာလ3ရက်နေ့မနေ့အစောပိုင်း6နာရီကမှရွာသားကြီးရွာကနေထွက်လာတဲ့အချမ်းမဆက်ခွေးများဟာမောက်ကလေးရွာကိုဝင်ရောက်စီးနှင်းပြီးတော့ ဒီလိုအယောက်40ခန်းကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအကြဘတ်စစ်ခွေးစစ်ကြောင်းဟာဝက်လက်မျိုးနဲ့မောက်ကလေးယွာက၎င်းတို့ဖမ်းဆီးထားတဲ့ပြည်သူများကိုရှေ့ကနေတွားခိုင်းပြီးတော့လေဦးကြီးကုံယွာကိုဖမ်းမှန်ဝင်ရောက်စီးနှင်းနေတယ်လို့သိရပါတယ်။စစ်ခွေးစစ်ကြောင်းကယွာလာကြီးယွာကနေထွက်လာပြီးတော့မောက်ကလေးယွာကိုဝင်ရောက်စီးနှင်းပြီးပြည်သူအယောက်40ကျော်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးတယ်။ ပြီးတော့လေဦးကြီးကရွာကိုထပ်မံဝင်ရောက်စီးနင်းနေတယ်လို့ Wallet Informational Network ကတာဝန်ရှိသူကပြောဆိုထားပါတယ်ဒါအပြင်မကွေးတိုင်းအောင်လံမြို့နယ်ဗျန်ဒီကျေးရွာကိုလည်းစစ်တပ်ကဝင်ရောက်မိရှုဖျက်ဆီးခြင်းကြောင့် နေအိမ်73လုံးမီးလောင်ပြကြခဲ့ရကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်။နိုဝင်ဘာလ1ရက်နေ့မှာအောင်လံမြို့နယ်ရွှေပိုင်းသောရဲစခန်းမှာအထိုင်ကျတပ်ဆွဲထားတဲ့စစ်ခွေးနဲ့ပြူခွေးများပူးပေါင်းထားတဲ့စစ်ကြောင်းဟာအင်အား90လောက်နဲ့စစ်ကြောင်းထိုးလာပြီးတော့မကွေးတိုင်းနဲ့ဘကိုးတိုင်းအဆက်မှာရှိတဲ့ဗျံဒီချေးရွာကိုဝင်ရောက်စီးနှင်းကနေအိမ်72လုံးကိုမိရှုဖျက်ဆီးထားတယ်လို့သိရပါတယ်။စစ်ခွေးစစ်ကြောင်းကဗျံဒီရွာကိုဝင်ရောက်စီးနှင်းပြီးတော့နေအိမ်တွေကိုမိရှုသွားတာပါပြည်သူတွေကိုလည်းတော်လိုင်းရေးထောက်ဖို့မလုပ်ဖို့ချင်းချောက်သွားတယ်လို့ပြောတယ်ထောက်ဖို့လုပ်ရင် ရွာလုံးကျုပ်မိရှို့ပြီးတော့လေရင်နဲ့ဘုံလာကျဲမယ်ဆိုပြီးချင်းချောက်သွားတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာအော်တိုဘာလ30ရက်နေ့ကလည်းဗျန်ဒီကြီးွာကနေအိမ်တလုံးကိုမိရှုဖြက်စီးသွားတဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ